မင်္ဂလာပါ channel plasma ပြန်လည်ကြိုဆိုလိုက်ပါတယ်အိန္ဒိယစစ်လေရင်တွေကပါကစ္စတန်ထိန်းချုပ်ထားတဲ့နယ်မြေတွေကစခန်းကိုကိုကိုယနေ့မနေ့စောစောမှာတိုက်ခိုက်ခဲ့ပါတယ်ဒီနေ့မေလ9ရက်နေ့မနေ့စောစောမှာအိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက operation cinder စတင်ကြောင်းနဲ့ပါကစ္စတန်ထိန်းချုပ်ထားတဲ့ဂျမ်မူးနဲ့ ကက်ချမီယာနယ်တဲ့ကအကြံဖက်သမားတွေရဲ့စခန်းကိုကိုကိုတိတိကျကျတိုက်ခတ်ခဲ့တယ်လို့ကြေညာပါတယ်။စင်ဒေါ်ဆိုတာအိန္ဒိယမျိုးနွယ်တွေရဲ့ခန္ဓာကိုယ်မှာစိုးတဲ့အနီရောင်မျိုးကိုခေါ်တာဖြစ်ပါတယ်။ပါကစ္စတန်ဘက်ကလူအသေးပြောက်စရင်ကိုစတင်ကြေညာနေပြီးလောလောဆယ်လူ၈ယောက်တေဆုံးက38ယောက်ဒဏ်ရာရထားတယ်လို့ဆိုပါတယ်။ပါကစ္စတန်အစိုးရ TV channel ရဲ့အပြောအရအိန္ဒိယဂျက်လီယင်၃စင်းကိုပြစ်ချခဲ့တယ်ဆိုပေမဲ့အတည်ပြုချက်မရသေးပါဘူး ပါကစ္စတန်ကအိန္ဒိယကိုကျင်းသေးလက်တုံးပြန်มาဖြစ်ပြီးသူတို့ကြိုက်တဲ့အချိန်မှာလက်တုံးပြန်မယ်လို့ ပါကစ္စတန်ဒုတိယဘူချုပ်ကြီး အာမက်ရှရစ်ချောင်ဒရီကဆိုပါတယ်ပါကစ္စတန်မှာတာဝေးတာလက်တာနီဒုံးကြီးလက်နက်မျိုးစုံရှိတဲ့အတွက်အိန္ဒိယကိုဒုံးကြီးတွေနဲ့လက်တုံ့ပြန်မယ်လို့ယူဆရပါတယ်အခုတိုက်ခိုက်မှုမှာအိန္ဒိယကပါကစ္စတန်ရဲ့စစ်တပ်နဲ့အရက်သားပစ်မှတ်တွေကိုရှောင်ရှားပြီးဇန်ဖက်သမားတွေရဲ့စခန်းတွေကိုသာတိတိကျကျတိုက်ခိုက်ခဲ့တယ်လို့ဆိုထားပေမဲ့ပါကစ္စတန်ကဘယ်လိုလက်တုံ့ပြန်ပစ်မှတ်ထားမယ်ဆိုတာမသိရသေးပါဘူးတကယ်လို့ ကစ္စတန်ကအိန္ဒိယစစ်စခန်းတွေကို ပြမှတ်ထားတိုက်ခိုက်လာခဲ့ရင်အိန္ဒိယကလည်းလက်တော့ပြန်မှာမလွဲပါပဲ။ဒါဆိုရင်နျူကလ িয়ার ထိပ်ဖူးပေါင်း200နီးပါးစီရှိကြတဲ့အိန္ဒိချင်းနိုင်ငံရဲ့ရန်ပွဲဟာစိုးရိမ်စရာအဆင့်ကိုရောက်သွားမှာဖြစ်ပါတယ်။ အိန္ဒိယမှာနျူကလ িয়ার လက်နက်ထိပ်ဖူး180လောက်ရှိပြီးပါကစ္စတန်ဘက်မှာအလုံး190လောက်ရှိတာဖြစ်ပါတယ်။ပြဿနာစတာကတော့အိန္ဒိယထိန်းချုပ်ထားတဲ့ကက်ရှမီးယားနယ်ထဲမှာဘာသာရေးအကြမ်းဖက်သမားတွေကတူရစ်တွေကိုရရက်ဆက်ဆက်တိုက်ခိုက်ခဲ့ရာကနေအိန္ဒိယနိုင်ငံသား25ယောက်နဲ့နီပေါနိုင်ငံသား၁ယောက်အသက်ခံခဲ့ရတာကနေစတာဖြစ်ပါတယ်။အိန္ဒိယကပါကစ္စတန်ကိုအချိန်မရွေးတိုက်ခိုက်တော့မှာဖြစ်ကြောင်းပါကစ္စတန်ဘက်မှာဒီရက်ပိုင်းတက်လန့်ထားတာဖြစ်ပြီးဒီနေ့မနေ့ ဆစောမှာပဲအိန္ဒိယဘက်ကစစ်စင်ရေးစတာဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်စစ်အကြီးအကျယ်ဖြစ်နိုင်သလား။နှစ်နိုင်ငံဟာခါးသီးတဲ့သမိုင်းပြဿနာရှိခဲ့တယ်လို့နောက်ွယ်ကမြောက်ပေးတဲ့နိုင်ငံရှိတာရဲ့လက်နက်အပြိုင်အဆိုင်တက်ဆင်နေတာကြောင့်စစ်ကအ ਨੇ ဆုံးရက်ပိုင်းကနေ နျူကလ িয়ার လက်နက်သုံးဖို့စိုင်းပြင်းတဲ့အထိရောက်သွားနိုင်ပါတယ်။တကယ်တော့2019ခုနှစ်မှာကော်လိုရာဒိုတက္ကသိုလ်နဲ့ရာဂျာတက္ကသိုလ်တို့ကသုတေသနပညာရှင်တွေဟာအိန္ဒိယနဲ့ပါကစ္စတန်ဟာဒီနှစ်2025ခုနှစ်မှာစစ်ဖြစ်နိုင်ကြောင်းသတိပေးချက်ထုတ်ပြန်ထားခဲ့ပြီးသားဖြစ်ပါတယ်။အိန္ဒိယနဲ့ပါကစ္စတန်ဟာနျူကလ িয়ার လက်နက်ကို ရန်ဆောင်ရင် အပြိုင်အဆိုင်တက်ဆင်နေတဲ့နိုင်ငံတွေပါပဲ။ဒါကြောင့်လည်းပညာရှင်တွေကစစ်ဖြစ်ခဲ့ရင်နျူကလ িয়ার လက်နက်သုံးတဲ့အထိခြေလွန်လက်လွန်ဖြစ်နိုင်ကြံသတိပေးခဲ့တာပဲဖြစ်ပါတယ်။ တကယ်လို့နိုင်ငံနျူကလ িয়ার လက်နက်သာသုံးခဲ့ရင်ဘာတွေဆက်ဖြစ်လာမလဲအိန္ဒိယကနျူကလ িয়ার မဟာဗျူဟာလက်နက်အလုံးတရာသုံးဆွဲနိုင်ပြီးပါကစ္စတန်က150သုံးခဲ့ရင် လူပေါင်းတန်းတရာလောက်ချက်ချင်းဘဝကူးပြောင်းသွားပါလိမ့်မယ်နောက်ထပ်တန်း50ကနေ125တန်းကြား radiation အနုမြူရောင်ကြီးတင်ပြီးတော့တေဆုံသွားနိုင်မှာသေးတယ်ဖြစ်လာလိမ့်မယ်လို့ပြောတာမဟုတ်ပဲအဖက်ဖက်ကနျူကလ িয়ার စသုံးခဲ့ရင် ဖြစ်သွားနိုင်ခြေကိုတွက်ထားကြတာပါအဲ့လိုဖြစ်ခဲ့ရင်မီးတောင်ပေါက်ကွဲမှုတွေအကြီးအကျယ်ဖြစ်ပြီးကမ္ဘာလေထုတဲကို black carbon အမုံပေါင်းတန်16တန်းကနေ36တန်းအထိလွင့်ပြန်သွားပါလိမ့်မယ်အဲ့လိုဖြစ်ခဲ့ရင်ကာဗွန်အမုံတွေက နေရောင်ခြေကိုပိတ်ဆို့တာကြောင့်နေရောင်ခြေရရှိမှု35ရာခိုင်နှုန်းအထိကျဆင်းသွားနိုင်ပြီး ကဘာကြီးရဲ့အပူချိန်5ဒီဂရီဆယ်ဆီယပ်လောက်ကျသွားနိုင်ပါတယ်။မိုးနဲ့စီးနှင်းရွာသွန်းမှု30ရာခိုင်နှုန်းကျသွားမဲ့ပြဿနာရှိပြီးရေရှားပါတဲ့ပြဿနာတက်လာပါလိမ့်မယ်။စိုက်ပျိုးသီးနှံတွေပျက်စီးဆုံးရှုံးမှုဖြစ်ပြီး ပင်လယ်သမုဒ္ဒရာတွေရဲ့ ecosystem တွေပြည့်ပြားလာပါလိမ့်မယ်။စိုက်ပျိုးပင်ဖြစ်ထွန်းမှု30ရာခိုင်နှုန်းကျသွားမယ်။ပင်လယ်ထွက်ပစ္စည်း15ရာခိုင်နှုန်းကျပါမယ်။ပါကစ္စတန်ကုန်းတွင်းပန်းရောင်စားကိုစားရဲကြမှာမဟုတ်တော့ပါဘူး။လေထုထဲကိုရောက်သွားမယ်။ black carbon အမုံတွေဟာလေထုထဲမှာအတန်ကြာဆိုင်းနေနိုင်ပြီးလူနဲ့တရိစံတွေအတွက်အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေဖြစ်ပွားကကတ်ဆိုင်နိုင်ပါတယ်။အိန္ဒိယဟာကမ္ဘာလူဦးရေအများဆုံးနိုင်ငံဖြစ်လာပြီးစီးပွားရေးတိုးတက်ဖို့တာဆူနေတာရပ်တန့်သွားနိုင်ပါတယ်။ဒီနိုင်ငံပြည်တနာတက်ခဲ့ရင်အိန္ဒိချင်းနိုင်ငံတွေကိုပါအကျိုးတရောက်မှုရှိလာမှာပါဒီလိုဆိုးကျိုးမျိုးတွေဖြစ်လာနိုင်တာမို့ရန်ဆောင်နေတဲ့နိုင်ငံကိုစစ်မဖြစ်စေချင်တာဖြစ်ပါတယ် အိန္ဒိယရောပါကစ္စတန်ပါ ကုလသမဂ္ဂရဲ့2010ခုနှစ် Treaty on the Prohibition of Nuclear Weapons စာချုပ်ကိုလက်မှတ်မထိုးထားကြပါဘူးတကယ်လို့ဒီစာချုပ်ကိုသာနှစ်ယောက်စလုံး နှစ်ဖက်စလုံးကလက်မှတ်ရေးထိုးထားရင်ကဘာကြီးအတော်စိတ်အေးရမှာပါ။ကဘာကြီးမှာဂုံတွယ်ရေးစစ်ပွဲကြောင့်စီးပွားပြက်ကပ်ဆိုင်လူလူဖြစ်နေတဲ့အချိန်မှာအိန္ဒိယပါကစ္စတန်အရေးဟာမြီးကိုခါကျိုးစေတဲ့နောက်ဆုံးတင်တဲ့ကောက်ရိုးတထုံးဖြစ်သွားနိုင်ပါတယ်။နိုင်ငံရန်ဆောင်နေရင်ကအပြစ်ပြက်နဲ့နှာခေါင်းသွေးထွက်မဲ့အရေးကိုအချိန်မီတားဆီးနိုင်ဖို့လိုပါတယ်။နိုင်ငံစလုံးဟာ နျူကလ িয়ার လက်နက်ကိုအလွယ်တကူထုတ်သုံးမှာမဟုတ်ပေမဲ့နှစ်ဖက်အပြိုင်အဆိုင်နျူကလ িয়ার လက်နက်စုနေခြင်းဟာအခုမဟုတ်လဲတနည်းနည်းမှာအချိန်မရွေးထားပေါက်နိုင်တဲ့ချိန်ကြိုက်ပုံကြီးဖြစ်လာမှာအမှန်ပါပဲ။